အားလုံးပဲမင်္ဂလာပါ Western Wake မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသောမယ့်ဆောင်းလေးကတော့ Morgan House ရေးသားထားတဲ့ The Art of Spending Money ဆိုတဲ့ဆောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာဘဝအတွက်အရေးမပါတဲ့နေရာတွေမှာငွေအချိန်နဲ့စွမ်းအင်တွေကိုအမြဲတမ်းနှီးပါအသုံးပြုနေလေးရှိကြပါတယ်အလိုလဲဆိုတော့လူအတိုင်းဝိုင်းမှာနေထိုင်ကြတာဖြစ်တဲ့အတွက် လူဝင်ဆန့်ဖို့လိုအပ်လိုပါပဲ။သုံးလိုက်တဲ့ငွေ ဝယ်မိတဲ့ပစ္စည်းနှီးစင်လုံးနေတဲ့အလုပ်စတာတွေဟာကိုယ့်အတွက်တကယ်လိုအပ်လို့လုပ်ရတာလားဆိုတာနဲ့ပဝင်းချင်းလူမှုအတိုင်းဝိုင်းမှာဝင်ဆက်ဖို့အတွက် လုံးနေရတာလားဆိုတာကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။ဒီခွာခြားချက်ကိုနားလည်ထားခြင်းကအနာရီနဲ့ဘဝအတွက်ဆုံးဖြတ်ချက်တွေကိုစဉ်းစားရမှာပိုပြီးလွယ်ကူစေပါတယ်။ဥပမာဖုန်းအသစ်တစ်လုံးဝယ်လိုက်တဲ့အခါ အဲ့ဒီဖုန်းရဲ့ဆွမ်းဆောင်ရည်တွေကတင်းအတွက်တကယ်အသုံးဝင်လို့ဝယ်တာလားဒါမှမဟုတ်ပဲတင်းရဲ့တငယ်ချင်းတွေစီမှာနောက်ဆုံးပေါ်ဖုန်းရှိနေလို့သူတို့နဲ့ရှည်ရင်နောက်ကျကြံခင်မှာစိုးရိမ်လို့ဝယ်မိတာလားနာမည်ကြီးတဲ့အဝတ်အစားတွေဝယ်တာနောက်ဆုံးပေါ်ကားကြီးတွေဝယ်တာဈေးကြီးတဲ့အစားတောက်ဆိုင်တွေမှာစားတာစားတဲ့အကျိတ်များစွာသောဒီဆုံးဖြတ်ချက်တွေဟာကျွန်တော်ရဲ့တကယ်လိုအပ်ချက်အတွက်မဟုတ်ပါဘူး ဒါရီဟာလူမှုအတိုင်းအဝိုင်းဝင်ဆက်အောင်အများကအထင်ကြီးတာခံရအောင်နဲ့တခါတရံမှာမနာလိုစိတ်တွေကနေဖြစ်တည်လာတာပါဒီအရာတွေမဝယ်ရင် လူတွေကကိုယ့်ကို အထင်ကြီးမှမဟုတ်ဘူးခေတ်စကားနဲ့ပြောရရင် လူရှိမှမဟုတ်ဘူးလို့ထင်တတ်ကြပါတယ်ဒီနေရာမှာကိုယ့်ကိုယ်ကိုပြန်မေးဖို့လိုပါတယ်ဒီအရာတွေကိုတကယ်လိုချင်တာလားဒါမှမဟုတ် အခြားသူတွေရဲ့အမြင်ကိုနားယောင်ပြီးလိုက်ပါဖြည့်စီနေမိတာလားဆိုပြီးတော့ပါလူတော်တော်များများရဲ့ဘဝမှာအကြီးမားဆုံးအမားတွေထဲကတစ်ခုကတော့အခြားသူတွေကကိုယ့်ကိုအထင်ကြီးအောင်ကြိုးစားရင်းနဲ့ကိုယ်တကယ်လုံးတဲ့နဲ့တကယ်လုံးရမယ့်အရာတွေကိုမြည်ရော့သွားခြင်းပဲဖြစ်ပါတယ်။ဥပမာခရီးသွားရတာကတင်းရဲ့ဝါဒနာဖြစ်ပြီးတော့အရန်တပေါ်ချနှစ်သက်တယ်ဆိုပါစို့ ါပေမဲ့ပဝင်းချင်းအမြင်ကိုဂယုဆိုင်မိတဲ့အခါအင်ဂျီတွေစောင့်မဲဇင်ခံကားနဲ့အခြား branded ပစ္စည်းတွေဝယ်ရင်းငွေတွေအများကြီးသုံးဖြစ်လိုက်တဲ့အခါခရီးသွားဖို့ပတ်စံမကြံတော့တာမျိုးဖြစ်တတ်ပါတယ်။နောက်ဆုံးမှာတော့လူမှုအတိုင်းဝိုင်းချာမှတင့်တယ်စေဖို့ဆိုတဲ့အတွေးနောက်ကိုလိုက်ရင်းသိရဲ့ဝါဒနာကိုရည်ရွယ်ရှုမိပြီးပျော်ရွှင်မှုနဲ့အလံဝေသွားမှာပါ။ဒါကြောင့်စာရေးသူမော်ဂန်ဟောက်ဆဲက ုကုကိုယူသားစွာမေခွန်းထုတ်ရမယ်လို့ဆိုထားပါတယ်။ဘယ်ရာကကိုကိုတကယ်ပျော်ရွှင်စေတာလဲ။ဈေးကြီးတဲ့အကောင်းဆောင်တွေကိုတကယ်လိုအပ်သလား။ကိုတကယ်လိုချင်တာကစိတ်ငြိမ်ချမ်းမှုလား။ဘဝမှာနေရတာအသေးပဲရှိရဲ့လို့ခံစားရစေမယ့်အလုပ်တွေ လုပ်နေရတာမျိုးလား။တကယ်ပဲနောက်ဆုံးပေါ်စိန်ခံကားကြီးလိုအပ်သလားပုံမှန်ကားကြီးနဲ့အလုံးလုံးပြီး ကြံတဲ့ငွေကိုပို့ပြီးအတိတ်ပဲရှိတဲ့နေရာတွေမှာ သုံးနိုင်မလားစတဲ့ဖြင့်ကိုကုတ်ကိုပြန်မေးရမှာပါဒီမေခိုးလွင်နဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းအဖြေရသွားတဲ့အခါငွေကြေးသုံးစွဲတာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချရတဲ့အခါအခွင့်အလန်းတွေရွေးချယ်ရတဲ့အခါမျိုးတွေမှာပုံမှန်လေကူလာပြီးရည်ရွယ်ချက်ရှိရှိပြုလုပ်နိုင်မှာဖြစ်ပါတယ်လို့အစာရေးသူကဆိုပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ လူမှုအတိုင်းဝိုင်းကအစကားသက်ဆိုတာအမြင်နဲ့ကြောင်းလေးနေတတ်ချင်မှာပဲဒီနေ့လူမှုအတိုင်းဝိုင်းကနောက်ဆုံးပေါ် iPhone ပိုင်ဆိုင်တာဟာအစစ်အတန်တစ်ခုလို့တင်ကိုပြောပါလိမ့်မယ်မနက်ဖက်မှာညစ်စစ်ကတစည်းကမရှိမဖြစ်လိုအပ်တယ်လို့ပြောပါလိမ့်မယ်နောက်ကြရင်တော့အခြားတစ်ခုထပ်လာပါလိမ့်မယ်ဒီတော့ကျွန်တော်တို့အနေနဲ့ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်လူမှုအတိုင်းအဝိုင်းကစကားသံတွေနောက်ကိုလိုက်နေမယ်ဆိုရင် ဘယ်တော့မှခုဘဝကိုချိန်နဲ့နိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့တကယ်လုပ်ရမယ့်အရာတွေဖြစ်တဲ့မိသားစုနဲ့အချိန်ပေးတာ၊ငွေကြေးလွတ်မြောက်မှုရအောင်ကြိုးစားရှာဖွေတာ၊ရှင်းရှင်းမှအသုံးဝင်မဲ့ဘာသာစကားတစ်ခုခုကိုလေ့လာတာ၊လုပ်ငန်းအတွေ့အကြုံတွေစုဆောင်းတာစာရီကိုရှင်းရှင်းလင်းလင်းတဘောပေါက်နားလဲထားမယ်ဆိုရင်တော့လူမှုအတိုင်းအဝိုင်းရဲ့ပြောင်းလဲနေတဲ့ခေတ်ရေးစီချောင်းကစကားသံတွေကအနောက်အရှက်ပေးနိုင်မှာမဟုတ်ပါဘူး ယနေ့ခေတ်မှာလူအများစုဟာအငိမ့်စားယူပြီးမှ အချိန်လွန်မှနောင်တရတတ်ကြပါတယ်။အခြားသူတွေရဲ့ပါဇက်ပြားမှလန်းဆုံးခဲ့မဲ့အစားကိုကိုတကယ်ပျော်ရွှင်စေမဲ့အရာတွေလုပ်ရမဲ့အလုပ်တွေကိုဦးစားပေးခဲ့တဲ့နဲ့ဆိုတာမျိုးပေါ့။ဒါပေမဲ့အဲ့ဒီအချိန်ကြာရင်နောင်ကျသွားခဲ့ပါပြီ။ဒါကြောင့်ဘာအတွက်ပတ်စံရှာနေတာလဲ။ဖယ်နေရာမှာ30နီမီတာလဲဆိုတာကိုစဉ်းစားကြည့်ဖို့အရေးကြီးပါတယ်။ အခြားသူတွေကိုယ့်ကိုအထင်ကြီးစေဖို့အတွက်သုံးစွဲနိုင်မယ်ဆိုရင်တော့မဆုံးနိုင်တဲ့တန်တရားတွေမှာပိတ်မိနေပါလိမ့်မယ်။တစ်ခုခုဝယ်လိုက်တယ်။အချိန်ခဏလောက်ကြည်နေပျော်ရွှင်ရမယ်။ပြီးရင်မော်ရယ်အတစ်တွေ ပေါ်ထွက်လာတယ်။အဲ့ဒီအခါသင်ဟာပိုပြီးဈေးကြီးတဲ့မော်ရယ်အတစ်ကိုထပ်ဝယ်ဖို့လိုအပ်တယ်လို့ခံစားရလာပါလိမ့်မယ်။ဒါပေမဲ့နောက်ဆုံးပုံမော်ရယ်အတစ်တွေကိုလိုချင်တာမျိုးမဟုတ်ပဲ ကိုအတွက်အသုံးဝင်မဲ့လိုအပ်တဲ့အဆင့်တစ်ခုမှရွေးချယ်ဝယ်ယူသုံးစွဲတဲ့အခါအဲ့ဒီကြောရွှေမှုနဲ့ချိန်နှံ့မှုကပိုပြီးကြာရှည်ခံပါတယ်။နောက်ထပ်ဥပမာတစ်ခုအနေနဲ့သင်ငါစဖက်ရတာကို အရင်နှစ်တက်တယ်ဆိုပါစို့။သင်ပဝင်ကျင်းမှာရှိတဲ့လူတိုင်းကပါတီတွေနဲ့စနေတနင်္ဂနွေအပြင်ထွက်တာတွေပဲလုပ်ကြတယ်။သင်လဲအဲ့ဒီလူတွေနဲ့အပေါင်းအသင်းဝင်ဆက်ဖို့အတွက် ပါတီတွေလိုက်တက်နေမယ်ဆိုရင် ခနာတော့အပေါင်းအသင်းတွေနဲ့ပျော်ရွှင်မှုကိုခံစားရနိုင်ပါတယ်။ဒါပေမဲ့ရှိရှိကြရင်တင်းနှစ်သက်တဲ့အလုံးမဟုတ်တဲ့အတွက်တကယ့်ပျော်ရွှင်မှုကိုဆုံးရှုံးသွားရပါလိမ့်မယ်။အတီတွေကိုမတွားပဲဝါကျနာဖြစ်တဲ့စာဖတ်ခြင်းကိုသာရွေးချယ်ပြီးအချိန်နဲ့ငွေကိုရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင်ဘဝဟာပိုပြီးပြည့်စုံတယ်လို့ခံစားလာရမှာပါ။ ဒါဟာပဝင်းချင်းအလိုချငွေသုံးဆွဲခြင်းနဲ့ကိုဖြစ်ချင်တာအတွက်ငွေကိုသုံးဆွဲခြင်းကြားကကွာခြားချက်ပဲဖြစ်ပါတယ်။အဲ့ဒီလိုပါပဲ။တင်ကငွေကြေးနဲ့ပတ်သက်ပြီးကြီးမားတဲ့စုံဖြတ်ချက်တစ်ခုချတော့မယ်ဆိုရင်ဒါကတကယ်လိုအပ်ပြီးဒါကငါ့ကိုပျော်ရွှင်စေနိုင်မှာမို့လို့ဝယ်တာလား။ဒါမှမဟုတ်သာသူတွေရဲ့မျက်လုံးထဲမှာအဆင့်အတန်းရှိတယ်လို့မြင်ခံရဖို့အတွက်ဝယ်တာလားလို့ကိုကူကူမေးကြည့်ပါ။ အခြေကဒါဟာဟန်ပြဖို့အတွက်တက်တက်ပဲဆိုရင်ခေတ္တခဏရပ်ပါပြီးတော့ပြန်စမ်းစားပါအနာဂတ်အတွက်ရင်းနှီးမြုပ်နှံတာအတွေ့အကြုံအတွက်အသုံးပြုတာကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုမြင့်တင်ဖို့သုံးစွဲတာလိုမျိုးပိုကောင်းတဲ့နေရာမျိုးမှာသုံးသင့်တာကို တွေ့ရပါလိမ့်မယ်ကိုယ့်ရဲ့ဝါဒနာနဲ့နှစ်သက်တဲ့အလုပ်အပေါ်အခြေခံပြီးဆုံးဖြတ်ချက်ချတဲ့သူတွေဟာပိုပြီးကျေနပ်မှုကိုခံစားရပါတယ် ကဘာပေါ်မှာအကြီးမားဆုံးသောအထင်အမြင်မှားမှုကတော့တခြားလူတွေပိုင်ဆိုင်တဲ့အရာမှန်သမျှကိုကျွန်တော်တို့လည်းပိုင်ဆိုင်ရမယ်လို့ထင်နေခြင်းပဲဖြစ်ပါတယ်လို့စာရေးသူကဆိုပါတယ်။တကယ်တမ်းကတော့လူတိုင်းမှာပျော်ရွှင်ရတဲ့အကြောင်းရင်းတွေမတူညီကြပါဘူး။အချို့ကခရီးသွားတဲ့အခါမှာပျော်ရွှင်ကြတယ်။အချို့ကမိသားစုနဲ့အတူညစာစားတဲ့အခါမှာပျော်ရွှင်ရတယ်။အချို့ကအလောက်အကိုင်းနဲ့အောင်မြင်မှုတွေမှာပျော်ရွှင်နေတယ်။ အချို့ကတခုခုကိုဖန်တီးနေရတာကို ပြောရှင်နေ။ဒါကြောင့်ကျွန်တော်တို့ဟာကိုဘေဟာမှာတကယ်ပြောရှင်လဲဆိုတာကိုနားမလည်မချင်းသူများရိကိုပြောရှင်စေတဲ့နီလန်းကို လိုက်လုံးမိနေမှာဖြစ်ပြီးကိုကိုယ်တိုင်ခြေနဲ့ပြောရှင်မှုကို ခံစားရမှာမဟုတ်ပါဘူး။ဘဝဟာတူတောင်းပါတယ်။အခြားသူတွေရဲ့ပုံစံအတိုင်းနေထိုင်ရင်ကျွန်တော်တို့ရဲ့အချိန်တွေကိုကုံဆုံးစေမယ်ဆိုရင်စစ်မှန်တဲ့ပြောရှင်မှုကိုဆုံးရှုံးသွားရပါလိမ့်မယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့တကယ်ဦးစားပေးအရာတွေအပေါ်ရှင်းရှင်းလင်းလင်းသိရှိနေဖို့အရေးကြီးပါတယ်။ကိုပိုင်ဝါဒနာနဲ့ဆန္ဒအပေါ်အခြေခံပြီးတုံးဆွဲမှုနဲ့နေထိုင်မှုဆုံးဖြတ်ချက်တွေချတဲ့အခါမွေကြီးပိုင်းဆိုင်ရာဖြစ်စီမှုတွေရောကြသွားယုံတာမကပဲဘဝကပိုပြီးအတိတ်ပဲရှိလာပါတယ်။အခြားသူတွေအမြင်မှာအထင်ကြီးခံရအောင်လှုံ့ဆော်ခြင်းကတခဏတာပျော်ရွှင်မှုကိုပဲပေးဆွမ်းပါတယ်။ ကိုကိုကိုကြည်နှမ်းစီခြင်းကသာအမြဲတမ်းပျော်ရွှင်စေမှာပါ။ဒါကြောင့်နောက်တစ်ချိန်ပတ်စံသုံးတော့မယ်ဆိုရင်ကိုကိုကိုမေးပါ။ဒါကငါ့အတွက်တကယ်အရေးကြီးကြလား။ဒါမှမဟုတ် အခြားသူတွေရဲ့မျက်လုံးထဲမှာအချင်းချင်းခံရဖို့ဝယ်နေတာလား။အဲ့ဒီလိုလှုပ်ရင်းနဲ့ပဝန်းကျင်ရဲ့စကားတန်တွေကနေတဖြည်းဖြည်းချင်းလွတ်မြောက်လာပြီးကိုယ့်ရဲ့ style အတိုင်းနေထိုင်နိုင်လာပါလိမ့်မယ်။ဒါဟာစစ်မှန်တဲ့ဗန္ဒာရေးဆိုင်ရာအသိပညာ ်ကျော်ရွှင်မှုရဲ့တော့ချက်တစ်ခုပဲဖြစ်ပါတယ်လို့စာရေးသူကဆိုပါတယ်။ကျွန်တော်တို့ဟာပတ်စံမြန်များရှာနိုင်မှကျော်ရွှင်ရမယ်လို့ထင်ထက်ကြပါတယ်။ဒီအတွက်စာအုပ်ထဲမှာ Morgan House ကအချက်တစ်ခုကို ရှင်းပြထားပါတယ်။လူချနာရီရဲ့ကုန်ကြစရိတ်ထက်ပုံများတဲ့ပမာဏကိုရှာနိုင်မှသာငွေကပျော်ရွှင်မှုကိုယူဆောင်လာမှာဖြစ်ပါတယ်။ လိုချင်တာတွေဖြစ်ချင်တာတွေကတင်ရှားနိုင်တဲ့ပမာဏထက်ပိုများနိုင်မယ်ဆိုရင်ဘလောက်ပဲရှာရှာဘယ်တော့မှကြည်နက်မှာမဟုတ်ပါဘူး။တင်ကမဖြစ်နိုင်တာတွေကိုမျှော်လင့်မနေပဲလက်တွေ့ဆန်ဆန်စဉ်းစားပြီးဖြစ်ချင်တာတွေနဲ့တင်းရဲ့ဝင်ွေဟာညီညနိုင်မယ်ဆိုရင်ဝင်ွေကအရင်မြင့်မာနေတာမျိုးမဟုတ်ရင်တော့မှစိတ်ညင်ချမှုနဲ့ကြည်နက်မှုကိုခံစားရပါလိမ့်မယ်။ဒါဟာချမ်းသာတယ်လို့ထင်ရခြင်းနဲ့ တကယ်ချမ်းသာခြင်းရဲ့ကွာခြားချက်ပဲဖြစ်ပါတယ်။လာစာကောင်းပြီမဲ့လူချနာတွေကအရန်မြင့်မာတဲ့နောက်ဆုံးပုံစံခံကားတွေနမကြီးအဝတ်အစားတွေနဲ့ဈေးကြီးတဲ့ပစ္စည်းတွေကိုပဲအမြဲအိမ်မက်မက်နေတဲ့လူတယောက်ကိုစိတ်ကူးချပါ။သူရဲ့ဝင်ငွေက လူချနာကိုမဝယ်နိုင်တဲ့အတွက်အမြဲတမ်းစိတ်မကျေနပ်မှုကို ခံစားနေရနိုင်ပါတယ်။လာစာနေပြီမဲ့ရိုးရှင်းတဲ့မျောလင့်ချက်တွေဖြစ်တဲ့တင်တဲ့အိမ်တလုံး ုံမှန်ကားတစီဗန်စုဆောင်ဝေးအချို့စားတဲ့အာမန်မြုံလင်းချက်တွေပဲထားတဲ့လူတယောက်ကသူ့ရဲ့ဝင်ငွေနဲ့ညှော်လင်းချက်ကညင်မှုရှိတဲ့အတွက်ပူပြီးပြုတ်ရွှင်ရပါတယ်။တကယ်ပြဿနာကကျွန်တော်တို့ဘလောက်ရှာဖွေလဲဆိုတာမဟုတ်ပါဘူး။ညှော်လင်းချက်တွေဖြစ်ချင်တာတွေဟာဘလောက်ထိန်ချုပ်မရဖြစ်နေလဲဆိုတာပါပဲ။လူမှုပတ်ဝန်းကျင်နဲ့မီဒီယာတွေရဲ့ကြော်ညာအားတွေကြောင့်လက်ရှိအခြေအနေကိုသိငဲ့သလိုခန်းစားရတတ်ပါတယ် ဆိုရှယ်မီဒီယာပေါ်မှာ နိုင်ငံခြားခီးသွားတာစိန်ခံကားတွေဝယ်တာခန်းထားတဲ့မင်္ဂလာပွဲတွေလှုပ်တာကိုမြင်တဲ့အခါကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ညှော်လင့်ချက်တွေဟာချက်ချင်းမြင့်တက်လာပါတယ်။ဒါတွေအားလုံးမရမချင်းဘဝကမပြည့်စုံဘူးလို့စတင်ခံစားလာရပါတယ်။ဒီနေရာမှာကျွန်တော်တို့မေ့နေတာတစ်ခုက လူတိုင်းမှာဖြစ်တည်ရာနဲ့ရှေ့ဆက်သွားမဲ့လာရအရက်တွေမတူကြဘူးဆိုတာပါပဲ။ နောက်ထပ်ဥပမာတစ်ခုကို ကြည့်ကြရအောင်။နားစာပမာဏအတူတူရှားတဲ့လူနှစ်ယောက်ရှိတယ်။ပထမတစ်ယောက်ကအဆင့်အတန်းမြင့်မာတဲ့စိန်ခံလူနေမှုပုံစံနဲ့ပါတီပွဲတွေအတွက်အားလုံးကြီးပါတုံးဖြစ်တယ်။သူရဲ့ဖြစ်ချင်တဲ့အဆင့်အတန်းကအရင်မြင့်မာတဲ့အတွက်နားစာရတာနဲ့ချက်ချင်းကုံသွားတယ်။ပြီးတော့နောက်ဆုံးပေါ်စိန်ခံပစ္စည်းအသစ်တွေကိုလှိုင်းမိအောင်အမြဲစူးစမ်းနေရတဲ့အတွက်နောက်ကျချန်ခဲ့တယ်လို့ပဲခံစားနေရပါတယ်။ ဒုတိယတယောက်ကတော့ဝေငွေနဲ့ကိုက်ညီပြီးလက်တွေးဆန်နဲ့ရိုးရှင်းတဲ့အိမ်လေးတစ်လုံးတမန်အစားအသောက်နဲ့ပုံမှန်ဖြုတ်ဖြည်းရေးပွဲတွေလောက်ပဲလိုချင်နေရှားလာတဲ့ဝေငွေရဲ့တဝက်ကိုတုံးပြီးတဝက်ကိုဆူဆောင်းနေဘသူကပို့ပြီးစိတ်ငြိမ်ချမ်းမှုရှိမယ်လို့ထင်ပါတလေနှစ်ယောက်စလုံးလားစာပမာဏအတူတူရှားပေမဲ့ပျော်ရွှင်မှုနဲ့တည်ငြိမ်အေးချမ်းမှုဟာဝင်ငွေအပေါ်မဟုတ်ပဲကိုယ့်ရဲ့မျောလင်းချက်အပေါ်သာမူတည်ပါတယ် အချို့သောအောင်မြင်ကြောက်ကြတဲ့နာမည်ကြီးတဲ့သူတွေနဲ့ဘီလီယံနာတထေးတွေတောင်ကြော်ရွှင်မှုမရှိသေးတာကိုကြားဘူးကြမယ်ထင်ပါတယ်။ဘာလို့လဲဆိုတော့ကြားကြီးခြေရာကြီးဆိုသလိုမျောလင့်ချက်တွေဖြစ်ချင်တာတွေဟာသူတို့အောင်မြင်တဲ့အလျောက်ပိုပြီးကြီးထွားလာလို့ပါပဲ။ကိုယ်ပိုင်ချက်လျရင်ရှိပြီဆိုရင် နောက်ထပ်အပျော်စီးတင်ဖို့လိုချင်လာတယ်။အပျော်စီးတင်မော့ရှိပြီဆိုရင် ကိုယ်ပိုင်ကျွန်းတစ်ခုလိုချင်လာပြန်ရော။ ဒီလိုနဲ့လိုချင်တတ်မှတ်မှုကဘယ်တော့မှမပြီးဆုံးပါဘူး။တစ်ဖက်မှာတော့ရိုးရှင်းတဲ့ဘဝမှာနေထိုင်တဲ့လူလက်တန်စာမိတာတစုဟာသူတို့ရဲ့ဝင်ငွေနဲ့ဖြစ်ချင်တဲ့မျှော်လင့်ချက်ဟာကိုက်ညီတဲ့အတွက်ကြောက်ရွံ့မှုခံစားနိုင်နေ။ဒါကြောင့်တင်းရဲ့ဝင်ငွေထက်မျှော်လင့်ချက်ကပိုပြီးအရေးကြီးပါတယ်။စာရေးသူကတင်ချမ်းသာခြင်းနဲ့ဆိုရင်ဝင်ငွေတိုးဖို့ကိုအာရုံစိုက်မဲ့အစား မျှော်လင့်ချက်တွေကိုထိန်းချုပ်ဖို့သင်ယူပါလို့ဆိုထားပါတယ်။ဆန္ဒတွေကထိန်းချုပ်လို့မရအောင်ကြီးထွားနေမယ်ဆိုရင်စီရဲတယ်လို့ပဲခံစားနေရအောင်ပါပါ။ဒါပေမဲ့လိုချင်တာနဲ့လိုအပ်တာရဲ့ကွာခြားချက်ကိုနားလည်ပြီးမျောလင်းချက်တွေကိုလက်တွေ့ကြကြဝေဖန်ပိုင်းခြားနိုင်မယ်ဆိုရင်ဝင်ငွေနည်းနည်းလေးပဲရှိပေမဲ့လည်းချမ်းသာတယ်လို့ခံစားရပါလိမ့်မယ်။ ဖြစ်ချင်တဲ့ဆန္ဒမျှော်လင့်ချက်တွေကဝေငွေထက်ကျော်လွန်သွားတဲ့အခါလူတွေဟာကျွေးမီးဆိုတဲ့ထောင်ချောက်ထဲရောက်ကြရပါတယ်။ credit card တွေချင်းငွေရယူတာတွေအားလုံးဟာကိုယ့်ရဲ့စွမ်းဆောင်ရည်ထက်ကျော်လွန်တဲ့အရာတွေကိုလိုချင်တာကနေဖြစ်လာတာပါ။အစပိုင်းမှာတော့အနာဂတ်မှာဝင်ငွေပိုရလာရင်ပြန်ဆက်နိုင်မယ်လို့တွေးမိကြပါတယ်။ဒါပေမဲ့အနာဂတ်မှာလည်းမျှော်လင့်ချက်တွေကတိုးလာပြန်ပါတယ်။ ဒီလိုနဲ့ကျွန်တော်တို့ဟာမပြီးဆုံးနိုင်တဲ့ဆန္ဒတွေကြောင့်ဖြစ်စည်းမှုနဲ့ပဲရှင်သန်နေရပြီးငွေကြေးလွတ်မြောက်မှုကိုဘယ်တော့မှမရနိုင်တော့ပါဘူး။ဒါဆိုမျောလင်းချက်တွေဘလို့ထိန်ချုပ်မလဲ။အဖြေကတော့ခြေနဲ့ရောက်ရဲခြင်းနဲ့ရှင်းရှင်းလင်းလင်းသိမြင်ခြင်းပဲဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းကိုယ်မှာရှိပီးသားအရာတွေကဘလောက်အတုံးဝင်နေဆိုတာကိုသိမိမယ်ဆိုရင်ဖြစ်ချင်တဲ့ဆန္ဒနဲ့ လိုချင်စိတ်တွေဟာအလိုအလျောက်လျော့ပါသွားလေးရှိပါတယ်။ဥပမာအလုတ်သွားဖို့တင့်တဲ့နဲ့ကာတစီရှိနေတယ်ဆိုရင်နှစ်တိုင်းကအစ်စ်လိုအပ်မှာမဟုတ်ပါဘူး။တင့်တော်တဲ့ဖုန်းတစ်လုံးရှိနေတယ်ဆိုရင်အခြားသူတွေဝယ်လို့ဆိုပြီးအစ်စ်တစ်လုံးလိုအပ်မှာမဟုတ်ပါဘူး။ကို့မှာရှိတာကိုတန်ဖိုးထားခြင်း၊ရှောင်ရှဲနိုင်ခြင်းကညှော်လင်းချက်တွေကိုအလိုအလျောက်ထိန်းချုပ်နိုင်စေပါတယ်။ ောက်တစ်ဆင့်ကတော့ဦးစားပေးအရှာရီနဲ့ပတ်သက်တဲ့ရှင်းရှင်းလင်းလင်းသိမြင်ခြင်းဖြစ်ပါတယ်။တင်းရဲ့ဦးစားပေးရှိမှန်းချက်ကငွေချေးလွတ်မြောက်မှုရရှိဖို့ဆိုရင်နှစ်ဆယ်နှစ်တိုင်းစိန်ခန့်ဖြစ်စီတွေဝယ်တာကအဲ့ဒီရှိမှန်းချက်ကိုရောက်ဖို့နှောင့်နှေးစေလိမ့်မယ်ဆိုတာကိုနားလည်ထားရပါမယ်။ဦးစားပေးအရှာရီနဲ့ပတ်သက်ပြီးရှင်းလင်းထင်ရှားနေတဲ့အခါကိုယ့်ရဲ့ငွေတွေကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်ဆိုတာသိရတဲ့အတွက် ကျေနပ်မှုခံစားရပါလိမ့်မယ်။ကြွေဝါမှုဆိုတာအတိုင်းအဆမရှိငွေကိုပိုင်ဆိုင်တာမဟုတ်ပါဘူး။ဒါဟာလိုအပ်ချက်ကိုကန့်တတ်ချက်စည်းပေါင်းအတွင်မှထားနိုင်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်တင်းရဝင်ငွေအကြောင်းစဉ်းစားမိတဲ့အခါညှော်လင့်ချက်တွေဘလို့ထားမိနေလဲဆိုတာကိုတွေးပါ။ချစ်ချင်တာတွေကကိုယ့်ရဲ့စွမ်းဆောင်ရည်ထက်အများကြီးကျော်လွန်နေမယ်ဆိုရင်ဘယ်တော့မှပျော်ရွှင်မှာမဟုတ်ပါဘူး။ ိုချင်စိတ်တွေကကိုယ့်ရဲ့ဆွမ်းဆောင်ရည်နဲ့ညီမျှတယ်။ဒါမှမဟုတ်ငယ်နေတယ်ဆိုရင်အလိုအလျောက်ချမ်းသာတယ်လို့ခံစားရပါလိမ့်မယ်။ဒါဟာစစ်မှန်တဲ့ဗန္ဓာရေးဆိုင်ရာအမှန်တရားပဲဖြစ်ပါတယ်။စာရေးသူကမတုံဖြစ်လိုက်တဲ့ငွေစုထားတဲ့ငွေဟာ ကြီးမားတဲ့တန်ဖိုးရှိရဲ့လို့ဆိုထားပါတယ်။စုဆောင်ငွေပမာဏဟာကိန်းကနန်းသက်သက်မဟုတ်ပါဘူး။ဒါတွေကအသင်းကိုလွန်လပ်စွာရည်တည်ခြင်း စိတ်ငြိမ်ချမ်းခြင်းတို့မျိုးငွေနဲ့ဝယ်ယူလို့မရတဲ့အရာတွေကိုလည်းပေးဆွဲနိုင်ပါတယ်။ဒါတွေဟာထိတွေ့မြင်နိုင်တဲ့အရာတွေတော့မဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီအရာတွေဟာစိန်ခန့်ကနောက်ဆုံးပေါ်ဖုန်းတွေထက်အများကြီးအဖိုးတန်ပါတယ်။ငွေကြေးအခြေအနေအရကုချရာပေါ်ကိုရက်တိနိုင်ရောတာမကပဲအခြားသူတွေအပေါ်မိခိုနေခြင်းကနေပါလွမြောက်စေပါတယ်။ဥပမာတင်းရဲ့မိဘတွေစေကူဖို့အခုကြီးလိုအပ်တဲ့အခါ စူဆောင်းဝေရှိရင်မဆိုင်မတွားကူညီနိုင်ပါ යි စူဆောင်းဝေမရှိရင်တော့ချင်းငွေတွေလိုအပ်ပါလိမ့်မယ်ရွက်လက်စွာရက်တည်နိုင်ခြင်းဆိုတာနေ့စဉ်ဘဝရဲ့ကိစ္စအဝဝမှာအခြားသူတွေကိုထဲ့သွင်းစဉ်းစားစရာမလိုပဲကိုယ်တိုင်ဆုံးဖြတ်နိုင်တာကိုဆိုလိုတာပါစိတ်ငြိမ်းချမ်းခြင်းဟာစူဆောင်းဝေရဲ့အကြီးမားဆုံးမမြင်ရတဲ့အကျိုးမြတ်ပဲဖြစ်ပါတယ်တဲ့မှာ အရေးပေါ်ရံပုံဝေး အီမာဂျင်စီဖန်ရှိတယ်ဆိုတာသိနေတဲ့အခါစိတ်ပစ္စည်းမှုတွေရောကျသွားပါတယ်။စူဆောင်းဝိတ်မရှိတဲ့သူတွေဟာနေစင်တဲ့အမျှစိုးရိမ်ပူပန်မှုနဲ့နေထိုင်ရပါတယ်။အလုပ်ပြုတ်သွားရင်ဘယ်လိုလုပ်မလဲ။ကျန်းမာရေးပြဿနာပေါ်လာရင်ဘယ်လိုလုပ်မလဲ။အရေးပေါ်ကုန်ကျစရိတ်တစ်ခုပေါ်လာရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးပေါင်း16000နဲ့ပါ။ဒါပေမဲ့စူဆောင်းဝိတ်ရှိတဲ့သူတွေကတော့ အကာအကွယ်တစ်ခုရှိထားသလိုမျိုးစိတ်အေးလက်အေးနေနိုင်ပါတယ်။ဒါကြောင့်စူဆောင်းငွေရဲ့တကယ်တန်ဖိုးဟာဗန်လက်ကျန်ကင်းကနံမဟုတ်ပါဘူး။တင့်ကိုဘဝမှာယုံကြည်မှုရှိရှိနေထိုင်နိုင်အောင်ခွန်အားပေးတယ်။မမြင်ရတဲ့ဆွမ်းအားတစ်ခုပဲဖြစ်ပါတယ်။စာရေးသူကစုဆောင်ထားတဲ့ငွေဟာအယံဆန်းအားလို့ပြောပြထားပါတယ်။ဒါဟာတင်အချိန်မရွေးအသုံးပြုနိုင်တဲ့စူပါပါဝါကိုပန်ဆိုင်ထားသလိုပါပဲ။ စီးပွားရေးကျဆင်းမှုဖြစ်လာရင်ကုမ္ပဏီကအလို့သမားလျှော့ချရင်ကိုယ်ပိုင်လုပ်ငန်းကျရှုံးရင်စုဆောင်းငွေတွေဟာတိုင်းအကအကွယ်ဖြစ်လာပါတယ်။လူမှုအတိုင်းဝိုင်းမှာသုံးဆွဲခြင်းကိုဂုံအဆင့်အတန်းအဖြစ်သတ်မှတ်လေးရှိပါတယ်။တစုံတယောက်က ကားကြီးတစ်စီးဝယ်လိုက်ရင်သူတို့အောင်မြင်တယ်လို့ထင်ကြတယ်။နမေကြီးအဝတ်အစားတွေဝေရှင်သူတို့ချမ်းသာတယ်လို့ထင်နေ။ဒါပေမဲ့တကယ်ချမ်းသာတဲ့သူကတော့ ဘဝဆုံးဖြတ်ချက်တွေကိုကြောက်ရွံ့မှုမရှိပဲချမှတ်နိုင်တဲ့သူပဲဖြစ်ပါတယ်ပြီးတော့အဲ့ဒီဆွဲအားကတုံးဆွဲခြင်းကနေမဟုတ်ပဲစုဆောင်ခြင်းကနေလာတာပါလူနှအူးကိုမြင်အောင်ကြည့်ပါတယောက်ကလားစာများများရပါမိအားလုံးကိုတုံးဖြစ်တယ်နောက်တယောက်ကလားစာနည်းနည်းရပါမိပုံမှန်စုဆောင်နေအစောပိုင်းမှာဝင်ငွေပူရတဲ့သူက ချမ်းသာတယ်လို့ထင်ရတယ်ဒါပေမဲ့တကယ်ဆွဲအားကစုဆောင်သူမှရှိနေပါတယ် အကယ်၍နှစ်ယောက်စလုံးအလုပ်ပြုတ်သွားခဲ့ရင်ရှားသမျှအကုန်သုံးဆွဲခဲ့တဲ့ပထမတူက ဖိတ်လန့်သွားပါလိမ့်မယ်။ဒါပေမဲ့ဒုတိယတူကတော့ဆုဆောင်ထားတဲ့အတွက်စိတ်အေးချမ်းသာစွာရှင်သန်နိုင်ပါတယ်။ဒါဟာသုံးဆွဲခြင်းနဲ့ဆုဆောင်ခြင်းကြားကကွာခြားချက်ပဲဖြစ်ပါတယ်။အခုချိန်မတုံးရင်ဘယ်တော့မှဘဝရဲ့ပျော်ရွှင်မှုကိုခံစားရမှလဲဆိုတာမျိုးရှာတာသုံးဖို့အတွက်ပဲမဟုတ်ဘူးလားဆိုတာမျိုး မကြခဏပြောကြတာကို ကြားဖို့ကြမှာပါ။ဟုတ်ပါတယ်ကျော်ရွှင်မှုကိုခံစားဖို့ကအရေးကြီးပါတယ်။ဒါပေမဲ့ကျော်ရွှင်မှုခံစားတာနဲ့အလွန်အကျွံသုံးဆွဲတာကြားမှာကွာခြားချက်ရှိပါတယ်။သင်ရဲ့ကျော်ရွှင်မှုအားလုံးဟာပစ္စည်းတွေဝယ်ယူတာအပေါ်မှာမူတည်နေမဲ့ဆိုရင်ဒါဟာရှိတူကျော်ရွှင်မှုပဲဖြစ်ပါတယ်။ဒါပေမဲ့ငွေစုဆောင်ခြင်းကရေရှည်မှာဘဝလုံးချုံမှုနဲ့ ပုံနဲ့ရှိုင်းတဲ့ပျော်ရွှင်မှုကိုပေးဆွမ်းပါတယ်။ဒါကြောင့်ဘဝမှာပျော်ရွှင်မှုကိုမခံစားရဘူးလို့မဆိုလိုပါဘူး။အချို့ကိုပျော်ရွှင်ဖို့အတွက်သုံးစွဲအချို့ကိုစုဆောင်းရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။စုဆောင်းဝေကရွေးချယ်စရာတွေကိုလည်းပေးပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုစတင်တာ၊ပြညာဆက်တင်တာ၊ဝါသနာပါတဲ့ project တစ်ခုလှုပ်ဆောင်တာမျိုးပေါ့။စူဆောင်းဝေးမရှိရင်သင်ဟာ comfort zone ထဲမှာပြိမိနေပြီ ကိုယ်အိမ်မက်တွေကိုဘယ်တော့မှလုံနိုင်မှာမဟုတ်ပါဘူး။စူစောင်းချင်းကပေးတဲ့လွတ်လပ်မှုမျိုးကိုသုံးဆွဲချင်းကဘယ်တော့မှပေးနိုင်မှာမဟုတ်ပါဘူး။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့စူစောင်းဝေကတင့်ကိုအခြားသူတွေရဲ့စကားတန့်တွေကနေလွတ်မြောက်စေပါတယ်။ဘန္နာရေးအရလုံချုံမှုရှိတဲ့အခါလူတွေအထင်ကြီးအောင်လုံနေဖို့မလိုအပ်ကြပါဘူး။ကိုမှရှိနေတာပဲဆိုတဲ့ယုံကြည်မှုကအလိုအလျောက်ကြီးထွားလာပါတယ်။ ဒီယုံကြည်မှုဟာငွေနဲ့ဝယ်ယူလို့မရတဲ့အကျိုးအမြတ်ဖြစ်ပါတယ်။ဒါကြောင့်နောက်တစ်ချိန်ဈေးကြီးရဲ့အရာတစ်ခုခုကိုဝယ်ဖို့ကြိုးစားတဲ့အခါခုခုကိုမေးပါ။ဒါကရက်အနေငယ်အတွက်ပဲပျော်ရွှင်မှုပေးမလား။ဒါမှမဟုတ်ဒီငွေကို စုဆောင်ချက်အားဖြင့်ရှေးရှေးလွတ်လပ်မှုနဲ့ငြိမ်းချမ်းမှုကိုရနိုင်မလား။ညာတော့အပြင်ရှာလာမယ်အဖြစ်ကတော့စုဆောင်ခြင်းကပိုတန်ဖို့ရှိတယ်ဆိုတာပါပဲ။ မှန်ကန်တဲ့စီးစိမ်ချမ်းသာဆိုတာတင့်မှာပစ္စည်းတွေဘလောက်ရှိလဲဆိုတဲ့အပေါ်မှာမူတည်နေတာမဟုတ်ပါဘူးလွတ်လပ်စွာရပ်တည်နိုင်မှုနဲ့စိတ်ငြိမ်ချမ်းမှုဘလောက်ရှိလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်အဲ့ဒီအရာအလုံးဟာငွေသုံးဆွဲခြင်းကနေမဟုတ်ပဲစုဆောင်ခြင်းကနေစံတက်လာတာပါဆိုတာကို တင်ဆက်ရင်းနဲ့ညီကုံချုံလိုက်ပြရစီအလုံးပဲပြည့်ရွှင်ချမ်းမြေ့ကြပါစီ